天地刀，天地刀，天鸡，天鸡。 နေပူပူရတဲ့အချိန်မှာကျွန်တော်တို့အညာဒေသမှာဆိုလို့ရှိရင်အသီးနှံတွေဒါမှမဟုတ်အပွင့်တွေအခက်တွေကိုကျွန်တော်တို့အချောက်လန်းပြီးတော့နောက်ထပ်ဒီအသီးနှံတွေရှားသွားတဲ့အချိန်မှာကျွန်တော်တို့ပြန်ပြီးတော့ချက်ဆကြတယ်ဒီနေ့ကတော့ကျွန်တော်ခရမ်းသီးချောက်လုပ်ပြီးတော့ပြန်ပြီးတော့ချက်ဆမှာဖြစ်ပါတယ်ကျွန်တော်ခရမ်းသီးဆိုလို့ရှိရင်ဝက်သားနဲ့ချက်သားဆိုလို့မျိုးခရမ်းသီးနှက်တွေပါလေချက်ဆရပါတော့ဒီနေ့ကတော့ငပိလေးနဲ့ချက်ဆမှာဖြစ်ပါတယ်ခရမ်းသီးချောက်ဟင်းလေးချက်မှာဖြစ်ပါတယ်ပထမဆုံးခရမ်းသီးတွေကိုအညာဖြတ် ခုလိုအပားလေးတွေလေးထားပြီးတော့ဘန်းထဲမှာထည့်ပြီး၃ရက်လောက်နေပူလှမ်းတော့ပါမယ်။၃ရက်မြောက်နေ့မှာတော့အခုလိုလေးရပြီပေါ့နော်။ခဲသီးချောက်တွေကိုရေနဲ့သေချာလေးစေးပေးမယ်။ပြီးရင်ရေညှစ်လိုက်မယ်ပေါ့။ပြီးရင်ခဲရံကျင်းများများလေးနဲ့ကျက်သွန်နီလေးကိုလည်းလေးထားပေးလိုက်မယ်။အိုးထဲမှာစီထည့်ပြီးတော့ကျက်သွန်နီထည့်၊စနိမုံတွေနဲ့ထည့်ပြီးတော့စီတက်မယ်။ပြီးရင်ခဲရံကျင်းထည့်မယ်။ပြီးရင်ငေယုတ်တီအစိမ့်မှုပါထည့်ပြီးတော့စီးတက်လိုက်ပါမယ်။ခရမ်းကျင်တီတွေပျော်သွားအောင်လို့တေချာလေးမှွေပေးလိုက်မယ်။ ပြီးမှငပီစိမ်းစားနည်းနည်းပါထည့်ပြီးတော့စီတက်ချက်ပေးလိုက်ပါမယ်။မိွားရင်တော့ခင်းအန်းသီးချောက်လေးတွေထည့်လိုက်မယ်။ခင်းအန်းသီးချောက်လေးနူးစေအောင်ရေလေးမြုပ်တီအထိထည့်ပြီးတော့တည်ထားလိုက်မယ်ပေါ့။နူးသွားပြီဆိုတော့မှစာဟင်းရွက်မုန်နဲ့ငြိုသေးသေးလေးခတ်ချကန်ဒီမှမှနန်းနန်းမင်းမင်းများလေးအုပ်။ဒါဆိုရင်တော့ခင်းအန်းသီးချောက်ဟင်းလေးတစ်ခွက်ရောက်ပြီပေါ့နော်။ထမင်းမယ်ပြီးစားလို့ကောင်းပါလေ။ ဒီနေ့ကအညာဒေတာဟင်းလေးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကနောက်ထပ်အညာဟင်းလေးတစ်ခုဖြစ်တဲ့ဝတ်သားပုံးရည်ကြီးကိုအရေးကြီးလေးချက်မှာဖြစ်ပါတယ်။နေရပူနေရောကျွန်တော်တို့စီပြန်ဟင်းတွေမစားခြင်းလို့ရှိရင်အရေးကြီးလေးစားပြီးထမင်းနဲ့နေစားလို့ရအောင်ပေါ့နော်။သားတွေကိုအတုံးကြီးကြီးလေးတွေတုံးထားတယ်။စားဟင်းရမုတ်စနင်းမုတ်နဲ့ဒေချာလေးနဲ့နှက်လိုက်တယ်။တက်တုံဖြူချင်းနဲ့ကျက်တုံဒီတလုံးလောက်ကိုလည်းစိတ်ပြီးတော့ထောင်းထားလိုက်မယ်။အိုးထဲမှာစီထက်ထောင်းထားတာလေးထည့်ပြီးစီတက်ပြီးရင်ဝတ်သားထည့်ပြီးတော့ဝတ်သားလေးအပေါ်ရန်တင်းသွောင်းအောင်ချက်ဝတ်သားနှူးစင်ရေးထည့်ပြီးတည်ထား ပြီးတော့မှဖြော်ထားတဲ့ပုံရည်ကြီးအရေးလေးတွေထက်ပုံရည်ကြီးအရေးလေးခမ်းပြီးပြပြလေးဖြစ်သွားရင်တော့အရသာနေတော်ဖြစ်ပြီဆိုရင်တော့ချပြီးစားလို့ရပြီပေါ့နော်ဒီဟင်းလေးကအရေးကြီးလေးနဲ့စားလို့အရန်ကောင်းတဲ့ကျွန်တော်ကတော့စီပြန်ဟင်းမကြိုက်တာဖြစ်တဲ့အတွက်အရေးကြီးလေးချက်ထားပါတယ်ခင်ဗျာကဲချက်တင်လာချက်ပြီးတော့စားပါတော့မယ်ခင်ဗျာဒါလေးကတော့ခက်တော့တော့လေးချက်ထားတယ်မသားနဲ့ပုံရည်ကြီးကိုစီပြန်မဟုတ်ဘဲနဲ့အရေးကြီးလေးပေါ့နော်အရေးလေးဆန်းစားလို့ရအောင်ရေခင်းရင်းလေးချောက်ချက်လေးရေမြုပ်လေးစားတောင်းရေတိုးစရာတမကန်ကြီးနဲ့ပါခင်ဗျာပြီးတော့ဒါကတော့မုတ်လေပွေး ဟောင်းလေးဘွေကိုအချိုနဲ့မဟုတ်ပဲနဲ့စံတီးတန်းနဲ့ပဲလှုပ်ထားတယ်အစိမ့်အစိမ့်တီးတန်းပေါ့နော်ဆွဲပါတော့မယ်ခန်းသီးကြောက်ချက်ဟင်းအောက်ကောင်းတော့ခန်းသီးနှက်လေးလို့ပဲငါ၆တွေပါရင်းနဲ့မပါပဲနဲ့ငါပြီးစိမ့်စားရင်းနဲ့ချက်ထားအောင်တော်တော်စားလို့ကောင်းတော့မသားပုံးရည်ကြီးအရေးတဲလေး အခုလိုနေရတယ်မှာစီပြန်ရေးမစားကြတော့အခုလိုအေးအေးဖိတ်ကုန်ပြီဆောင်းရောအဲ့ဒီလေအဲ့တခုတ်ပွင့်ရဲ့အပေါ်ကအခွန်လေးတခွန်းဘာပေါက်စားဆိုလားဘာဆိုလားမသိခေါ်တော့မသိရောဒီစားလောင်းရွှဲဦးမှာ 嗯，还没没呢，还没有嘞，光有只我打姐姐嘞那声，对，有一三万五人嘞，都在那里在转转改，嗯，不会，哦对耶，人话说，这成龙改改啥的了，嗯，刚了。 ကန်းလေးကြောက်ချက်ဒီနေ့ဟင်းတွက်ဆက်လေးရတယ်တခုနဲ့တခုချိတ်ဆက်ပြီးထိမိခွေးနေအောင်နောက်နေ့ဝသားပိုးရည်ကြီးကိုစီပြန်မဟုတ်ပဲနဲ့အခုလိုအေးကျဲလေးချက်စားပြီးတော့အခုလိုကန်းလေးကြောက်ချက်လေးချက်စားကြည့်ပါသမီးကသမီးမိန်မီလိုက်ဖက်တဲ့ဟင်းအတွက်ဆက်ဖြစ်ပါတယ် ကောင်ပထမတော့ဟင်းချက်ပြီးတော့ဒီနေ့ဘိုက်သိမ့်မစားဘူးလို့အခုတော့စားရတာပြောင်းလို့ ျွန်တော်ကတော့ထမင်းမင်မီစားကောင်းတဲ့ဟင်းအတွက်ဆက်လေးတွေလုပ်ပြီးတော့စားပြီးပါပြီကြည့်နေတဲ့သူတွေကလည်းအခုလိုလိုက်ချက်ပြီးတော့ထမင်းမင်မီစားဖို့ပဲကြံပါတော့တယ်အဲ့တော့ထမင်းမင်မီစားကြဖို့ထမင်းကွီလိုလိုက်ချက်ပါဖို့ခင်ဗျာ